ပကတနာရီမပါပဲမုံမြတ်တဲ့မွေးနေ့အလှူကြောင့်ချီချူးခံနေရတဲ့မေမြင့်မုံအလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေချိုးဆွလိုက်ပါတယ်မေလမှာမြန်မာနိုင်ငံကနမဲချီအနုပညာရှင်တွေရဲ့မွေးနေ့တွေများစွာရှိနေကောင်းမေမြင့်မုံရဲ့မွေးနေ့ကတော့မေလ17ရက်နေ့မှာကြာရောက်ပါတယ်နှစ်စဉ်နှစ်တိုင်းမှာမွေးနေ့ရောက်တိုင်းအလှူလုံးလေးရှိတဲ့မေမြင့်မုံကဒီနေ့မှာတော့ထူးခြားတဲ့အလှူတစ်ခုကိုကျင်းပခဲ့တာပေါ့မေလ17ရက်နေ့မှာအသက်30ပြည့်သွားပြီဖြစ်တဲ့မေမြင့်မုံကမွေးနေ့အထိမ်းအမှတ်ဖြစ်ရှင်30တပါးကိုကိုရင်ဝတ်ပေးခဲ့ပါတယ် ပကံမဟိုတယ်ဖွင့်လှစ်ထားတဲ့မင်းမြင့်မိုးကသူ့ရဲ့အလှူကိုလည်းပကံညာဦးမျိုးကအလိုတော်ပြည့်ကျောင်းတိုင်မှာကျင်းပခဲ့တာပေါ့အကယ်ဒမီရမင်းသမီးတယောက်ဖြစ်တဲ့မင်းမြင့်မိုးကမွေးနေ့မှာအကျိုးရှိစေမယ့်အလှူတစ်ခုကိုကျင်းပဖို့အတွက်စိတ်ကူးရတာကြောင့်ရှင်လောင်း32ပါးကိုကိုရင်ဝေပေးလိုက်တာဖြစ်ပါတယ်တာယောက်ကြောင့်လေးတွေကိုမွေးဖွားထားသူတွေအတွက်ကိုရင်ဝေခွင့်တင်ငန်းဝေခွင့်ရဖို့ကမိဘတွေရဲ့စံတာတစ်ခုဖြစ်ပါတယ်တချို့မိဘတွေဟာအကြောင်းမျိုးမျိုးကြောင့်တာယောက်ကြောင့်လေးတွေကိုကိုရင်ဝေပေးဖို့အတွက်ခက်ခဲရှိနေတတ်ကြတာပေါ့မင်းမြင့်မိုးကမွေးနေ့မှာကုသိုလ်ပြုတဲ့အနေနဲ့ကိုရင်32ပါး ကိုသာသနာပေါင်းကိုသွသွင်းပေးနိုင်ခဲ့တဲ့အလှမကြီးတယောက်ဖြစ်သွားခဲ့ပါပြီ။ရှင်32ပါးကိုမောင်ရလောင်းဝတ်ဆောင်တွင်နဲ့ရှင်လောင်းလှက်လဲပေးခဲ့ပြီးတနန်းပရိခရာအဆောင်လင်းကိုလည်းလှူဒန်းပေးခဲ့တာပေါ့။သူရဲ့အနှပညာကြီးကနေရတဲ့ငွေတွေကိုစုပြီးရှင်ဖြူပဲလုပ်ပေးတာဖြစ်တဲ့ပြင်မင်းမြတ်မကိုရိုင်းကလည်းရှင်လောင်းလှက်ခဲ့ပါသေးတယ်။မွေးနေ့မှာကလေးလေးတွေကိုကိုရင်ဝတ်ပေးရင်းနဲ့ဖြတ်သန်းခဲ့တဲ့မင်းမြတ်ရဲ့စိတ်ကူးကတော့အရန်ကောင်းနေတာကြောင့်မွေးနေ့အတွက်ကုန်ကြမဲ့ငွေတွေကိုအကျိုးရှိရှိလှူဒန်းလိုက်တာပေါ့။ဒါကြောင့်ကိုရင်ဝတ်ဖို့အတွက်ခက်ခဲရှိနေတဲ့ကလေးတွေအတွက်သင်ငန်းဝတ်ခွင့်ကိုလွယ်လွယ် ကူကူရသွားခဲ့ပါတယ်။အသက်30ပြည့်တဲ့အချိန်မှာပဲမင်းမြမိုးကကိုရင်တွင်းရဲ့မဲတော်ဖြစ်ခွင့်ရပြီဖြစ်ကောင်းဒီလိုအလှူလုံးလိုက်မယ်လို့ဘယ်သူကမှမထင်ထားကြပါဘူး။မွေးနေ့ပွဲကပုံစံမျိုးစုံနဲ့သာဖြတ်သန်းကြပေမဲ့လည်းမင်းမြမိုးကတော့မုံမြတ်တဲ့အလှူနဲ့ဖြတ်သန်းလိုက်တာပါ။ကိုရင်ဝတ်ချင်တဲ့ကလေးတွေကိုအပေါ်ရန်လှူဒန်းပေးတာမဟုတ်ဘဲလူဝတ်သမ ्या တင်ငန်းနဲ့ပစ္စည်းအစုံလင်တွေကိုပေါင်းထည့်သွင်းလှူဒန်းပေးလိုက်ပါတယ်။ဒီအလှူအတွက်မင်းမြမိုးကအချိန်ယူပြီးပြင်ဆင်ခဲ့ရကအလှူကအောင်မြင်သွားခဲ့တာပါ။မင်းမြမိုးရဲ့အလှူကခန်းခန်းနာနာဖြစ်ပြီးဒီလိုလိမ်မာတဲ့သမီးဖြစ်သူကိုမွေးဖွားထားရ တဲ့မိဘတွေကလည်းဘုံယူနေရတော့မှာပါမင်းမြင့်မိုးရဲ့ဟိုတယ်ကလည်းပကံမနာမည်ကြီးတဲ့ဟိုတယ်ဖြစ်လာပြီးစတုဒိတာအလှူကိုလည်းမချခဏလောက်တတ်ပါတယ်အလှူတန်းရရတဲ့မင်းမြင့်မိုးကမွနေ့ပွဲတွေကိုပါတီပွဲတွေကျင်းပမဲ့အစား ကိုရင်ဝတ်ချင်တဲ့ကလေး31ယောက်ကိုသာသနာ့ဘောင်ကိုဝင်နိုင်အောင်လှူထမ်းပေးလိုက်လို့သူ့ရဲ့အလှူကိုတာရုခေါ်နေကြပါတယ်။ပကံမြို့သူဇလန်တွေမှာတရုတ်ဆောင်ခဲ့တဲ့မင်းမြတ်မိုးကပကံမြို့ကိုသဘောကျသူဖြစ်လို့သူ့ရဲ့ဟိုတယ်ကိုလည်းပကံမဖွင့်လင့်ကောင်းပကံမြို့သူလိုနာမည်ပေးလိုက်တာပေါ့။အကူရရမရှိရင်ပကံမှာပဲနေလေးရှိတဲ့မင်းမြတ်မိုးကသူ့တန်ရုံးစင်ရှိတဲ့မြို့ကကလေးတွေကိုလည်းကိုရင်ဝတ်ပေးနိုင်ခဲ့ပါတယ်။ မင်းမြမဟာပကံမြုတ်ကိုစီးပွားရေးအရာချစ်ပြနေတာမဟုတ်ကြောင်းဖော်ပြလိုက်တာဖြစ်ပြီးတော့ဒီအလှူအဖြစ်ရှင်ဖြုတ်ပွဲလေးလုပ်ပေးလိုက်တာပေါ့အကယ်ဒမီရထားတဲ့မင်းသမီးဖြစ်တဲ့မင်းမြမကိုအချိန်မင်းသမီးဆိုပြီးတော့ပြောကြပြင်မဲ့လဲသူ့ရဲ့စိတ်ရင်းလေးကိုတော့ရှင်ဖြုတ်အလှူပွဲလေးနဲ့ဖော်ပြလိုက်ပါတယ် မင်းမြတ်မော်လည်းမွနေ့ကနေစတင်ပြီးပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်မွနေ့ပွဲကိုရှင်ပြုလူဖြစ်ပြောင်းလဲလိုက်တဲ့မင်းမြတ်မော်ရဲ့အလူကြီးကိုဘရဒတ်တို့ရောသဘောကျရင်လားရှင်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက် tomorrow ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ